မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ဒီညအခုထုတ်လွှင့်လိုက်တဲ့အတန်ဖိုင်လေးကတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သားသမီးတွေအတွက်တပေါင်းလအတွင်းမှာရှင်တော်ဂေါရမမြတ်စွာဘုရားရှင်ကိုကတ်လူ ပူဇော်တဲ့ပစ္စည်း၅မျိုးအကြောင်းကို မျှဝေခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုကတော့စိတ်ဓာတ်ကြည်ပြုလို့ရှင် ဘယ်အရာမဆိုကတ်လူလူရတာမှန်ပေမဲ့ကျွန်တော်တို့ပုထုဇဉ်လူသားတွေဟာအကျိုးစီးပွားမျှော်လင့်ချက်တွေနဲ့ရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်စိုးနေတဲ့ကံတွေညံ့နေတဲ့ကံတွေလွဲမားနေတဲ့လက်လာပါတွေတဲ့ပြီးကိုယ့်ကိုချက်ချင်းလက်ငင်းကက်ကင်းကြပြီးအကျိုးပြုစေမဲ့ပစ္စည်းတွေကိုကတ်လူခြင်းအဖြစ်အလူလဲအထမြောက်စေကိုယ်လဲအကျိုးဖြစ်စေ အကျိုးဖြစ်တော့ကိုယ့်ရဲ့စီးပွားဥစ္စာဒဏ္ဍဖြစ်ဆင်းရဲချို့တဲ့တော့ခொနည်းသားသမီးကိုလူနိုင်ပေးနိုင်စေဆိုတဲ့ဥပမာစေတနာတာရကတွေနဲ့တပေါင်းလာအတွင်းမှာကက်လူပူဇော်တင့်သောပစ္စည်း၅မျိုးကိုပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဥပမာပုံတို့ပတ်စလေးနဲ့တွဲပြီးတော့ပြောပါမယ်အချို့အချို့တော့ပညာရှိကြီးတွေပညာရှင်ကြီးတွေကမြတ်စွာဘုရားရှင်ကိုကိုကကက်လူတဲ့အခါမှာ လိုချင်တက်မှတ်မှုနဲ့ပြုသောကုသိုလ်သည်အချင်းနှီးကုသိုလ်ဖြစ်သည်ဟုဆိုပြီးတော့ဝင်ပြီးပြောဆိုဝေဖန်တိုက်ခိုက်မဲ့သူတွေရှိပါတယ်။အဲ့ဒီလူတွေအတွက်ကျွန်တော်ကဘာပြောချင်လဲဆိုတော့လူရလို့မှန်ရင်ဘယ်သူမှအတ္တလောဘဒေါသမောဟရင်နဲ့မကင်းပါဘူး။ကို့မှာရှိနေတဲ့အတ္တလောဘဒေါသမောဟတွေကိုတန့်နိုင်သမျှအတိကိုဒဋိနဲ့ထိန်းချုပ်ပြီးနည်းအောင်လောက်ရမှာပါ။ကောင်းမှုတစ်ခုပြုဖို့အတွက် လိုချင်တက်မှတ်မှုရှိသောလောဘစိတ်နဲ့ပြုတဲ့ကောင်းမှုကုသိုလ်ဟာလုံးဝလိုချင်တက်မှတ်မှုမရှိဘဲစင်စင်ကြဲကြဲပြုတဲ့ကောင်းမှုကုသိုလ်လောက်တော့မဖြူစင်ဘူးဆိုတာမှန်ပေမဲ့ဘာကောင်းမှုကုသိုလ်ကိုမှမပြုဘဲငုတ်တုတ်ထိုင်ပြီးဘေးတိုင်ဘူးပြောပြီးတော့ငုတ်တုတ်ထိုင်နေတဲ့သူတွေထက်တော့ကုသိုလ်ထူမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ခုနှစ်ရသားသမီးတွေကလိုချင်မှုလက်လာပါနဲ့ပဲဖြစ်စေသို့မဟုတ် စေတနာစိတ်တရာကြည်ပြူစာနဲ့ပဲဖြစ်စေကျွန်တော်အခုပြောပြတဲ့တပေါင်းလအတွင်းမှာလူတင့်သောပစ္စည်း၅မျိုးအကြောင်းကိုမှတ်သားပြီးလူပစ်လိုက်ပြီဆိုရင် ထူးခြားတဲ့ကုသိုလ်နဲ့ထူးခြားတဲ့ကက်ကင်းချက်ချင်းလက်ငင်းအကျိုးပေးစေသော အကြောင်းတရားတွေကိုခံစားရမှာဖြစ်ပါတယ်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီလရာသီဟာအမတန်ရာသီဥတုပူပြင်းပြီးတော့ပတ်ဝန်းကျင်မှာရှိနေတဲ့တစ်ပင်ကြီးတွေဟာ၆တွေ့ပြီး တေတော့မဲ့ပုံစံနောက်ထီကိုအရွက်တွေပြိုင်ပြိုင်ကြပြီးရှိတဲ့မြအရွက်တွေအကုန်ကုန်တာပါအဲ့လို၆တွေ့သွားတဲ့တစ်ပင်တွေလည်းရှိပြီးတော့အဲ့ဒီတစ်ပင်တွေကနေတဆင့်ရွက်နုလေးတွေကပူပြင်းလာတဲ့နေအောင်ကိုအန်တုပြီးတော့ပြန်ထွက်လာတာကြီးလည်းရှိပါတယ်အဲ့တော့၆တွေ့နေတဲ့တစ်ပင်နဲ့ပူပြင်းလာတဲ့နေအောင်ကိုအန်တုပြီးပြန်ထွက်လာတဲ့တစ်ပင်နှစ်ခုကို ရှင်လိုက်မယ်ဆိုရင် ပြန်ထွက်လာတဲ့တစ်ပင်ဟာ လောကရန်ကိုခံပြီးတော့ပြန်ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်အပူရန်ကိုခံပြီးပြန်ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်နွေရာသီတွေလုံးရောမိုးရင်းတကာလာလုံးရောစိမ့်စုစွာဖြင့်ရှင်တန်သွားနိုင်ပါလေပြန်မထွက်နိုင်မဲတည်ဆုံသွားတဲ့အပင်တွေကတော့ထင်းဘဝကိုရောက်သွားတာပါပဲဒါပါပဲလူဆိုတာကြံရင်နဲ့တည်ရတယ်ငက်ကလေးတွေဟာပြန်ရင်နဲ့တည်ရတယ်ဆိုသလိုပဲ ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်နေတဲ့သူတွေနဲ့ဆိုင်တွေးတောကြံစပြီးကုသိုလ်အကုသိုလ်ကိုခွဲခြားပြီးဘာသာတရားကိုကိုယ်ဝယ်ယုံကြည်တတ်ဝင်နေတဲ့သူတွေအတွက်ကတော့ကံကောင်းခြင်း၊ကံထူးခြင်း၊တိလသမารိပညာတွေရဲ့အကျိုးပြုခြင်း၊စေတနာသရာတရားတွေရဲ့အကျိုးပြုခြင်းကိုမလွဲမသွေခံစားရမှာ ဖြစ်ပါတယ်။တပေါင်းလာမှာတာဝန်မှုအခွန်ပါစောက်က9ပေါင်းခြင်းက7အဲ့ဒီအတွက်ကြောင့်တပေါင်းလာမှာဘယ်ပစ္စည်းကိုမဆို လူပြီဆိုရင်12ရက်ပြည့်အောင် လူဖို့လိုအပ်ပါတယ်အခုကျွန်တော်လမ်းညွန်ပြသတဲ့ပစ္စည်း၅မျိုးလုံးကိုလူမရေမဟုတ်ဘူးအဲ့ဒီ၅မျိုးတွေကတစ်မျိုးတည်းကိုလူရင်လည်းရတယ်ဒါပေမဲ့12ရက်ပြည့်အောင်တော့လူရမှာပါ၅မျိုးလုံးကိုလူနိုင်တယ်ဆိုရင်လည်း12ရက်ပြည့်အောင်လူဖို့လိုအပ်ပါတယ်ပထမတစ်ခုကတော့နံပါတ်1ပေါက်ပေါက်စုပ်ပါပေါက်ပေါက်စုပ်ကတာမန်ပေါက်ပေါက်စုပ်မျိုးမဟုတ်ဘဲနဲ့ တရဏဂုံတိတ်ထီတင်ပြီးမြေတာတုတ်ရွတ်ဖတ်တရဲဆဲထားတဲ့ပေါပေါက်ဆုပ်ဖြစ်ပို့ကောင်းပါတယ်။ပြောင်မှုပေါပေါက်ဆုပ်ပဲဖြစ်ဖြစ်အစင်တင်တဲ့ပေါပေါက်ဆုပ်ကလေးတွေပဲဖြစ်ဖြစ်အချိုတက်ပါတဲ့ပေါပေါက်ဆုပ်လေးတွေပဲဖြစ်ဖြစ်အဲ့ဒီပေါပေါက်ဆုပ်ကလေးကိုလက်ထဲမှာကိုင်းကိုင်းရတာကတန်ရှင်းစင်ကြယ်စွာလက်ကိုဆေးကြောထားပြီးညာလက်ကကိုင်း ပေါပေါစုပ်ကိုညာလက်ထက်မှာကင်ပြီးတော့တရဏဂုံတင်မယ်မေတ္တာတုံရွတ်မယ်တရဏဂုံရွတ်ပတ်တရဆက်ပြီးမေတ္တာတုံဖြစ်ပွားများထားတဲ့ပေါပေါစုပ်ကိုသုံးလောကထွထားလူနဲ့မြမာတတ္တဝါတို့ဤကိုးကွယ်ရာဖြစ်တော်မူသောရှင်တော်ဂေါရမမြတ်စွာဘုရားရှင်ကိုခြေလက်နှစ်ဖူးတရောင်တူထိချင်းငါးပြာစုံလင်စွာဖြင့်ရိုရိုတေတေကတ်လူရပါလို့ဤဆိုတဲ့တောင်းတဲ့ဆုနဲ့ပေါပေါစုပ်ကလေးကိုလူရမှာပါအဲ့ဒီပေါပေါစုပ်ကိုရိုရိုမလူဘဲနဲ့ ပကံပြားလေးနဲ့လူမယ်ပကံပြားပေါ်မှာတတ်ရှင်းစင်ကြယ်သောငပြောရွက်တရွက်ထားပြီးလူပါငပြောရွက်ပေါ်မှာကိုယ့်ရဲ့မွေးတက်ဂရစ်ကိုရေးမယ်ပြီးရင်စာရဘာဝါလို့ရေးပြီး ဖះအကြောင်းဆောင်လေးပုံမှာငါပြောရွက်ကလေးပကံပြားပုံမှာငါပြောရွက်ငါပြောရွက်ပုံမှာစာရဘဝရေးအဲ့ဒီပုံမှာပေါက်ပေါက်ဆုပ်ကလေးတင်ပြီးတော့မြတ်စွာဘုရားရှင်ကိုကတ်ပေးမယ်ဆိုရင်တပေါင်းလာရသည်မှာပေါက်ပေါက်ဆုပ်ကတ်လူတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဆွေမျိုးညာတိကမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကြားမှာကိုယ့်ရဲ့ကုသိုလ်ဟံကံကပေါက်ပေါက်မြောက်မြောက်ဖြစ်ပြီးပြောတဲ့စကားတွေလည်းအောင်မြင်မယ်အရာရောက်မယ်စမ်းတက်မယ်တခွန်းဆိုဆိုသလောက်တစ်ဖက်သူရဲ့နားထဲမှာဝင်ပြီးကိုယ့်ကိုများစွာအကျိုးပြုစေပါလိမ့်မယ်။ဒါကတော့နံပါတ်၁ပါ ံပါတ်1ကတော့ကရီကရာမုံမှာရှားတော့ရှားတယ်ဒါပေမဲ့မြမပြည်မှာရှိပါတယ်ကရီကရာမုံကိုရအောင်ရှားဝယ်ပြီးတော့ကရီကရာမုံကိုကြတော့ပကံများလေးနဲ့လူတာမျိုးမဟုတ်ပဲမဆောက်မှုရှိသောပကံလုံးသို့မဟုတ်စလုံးအာနဲ့လူပါအဲ့ဒီပကံလုံးရဲ့အတွင်းသားမှာဆော့ပင်လေးနဲ့ထဆင်တူးလို့ရေးကရီကရာကိုတင်တဲ့အခါဂုံတော်ကိုပါနဲ့တိတ်ထိတင်ပြီးတော့လူတင်တာပါ ပကံလုံးထဲမှာထဆင်ထူလို့ရေကရီကရာထက်ဣတိပိတော်ဘဂဝါဆိုတဲ့ဂုံတော်ကိုးပါးကိုကိုးချိန်ယူပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဂုံတော်များဖြစ်သော ဂုံတော်၉ပါးကိုကိုးကျိန်ပူဇော်ပတ်သပြီးမြတ်စွာဘုရားရှင်ကို အချိုမုံတဖွဲဖြစ်စေသော အချိုတဲစင်ရဲ့အလုံးကကရီးကရာကိုလူထမ်းတဲ့အတွက်ကြောင့်ဘုရားကျွန်တော်မျိုးတို့တပေါင်းလာကာလအတော်တွင်မှချုံမြင်သောကံတရားနဲ့အတူစတုလောကပါလနတ်မင်းကြီးတွေကမျက်နှာသာပေးခြင်းတာသနာဆောင်နတ်မင်းကြီးတွေကထိမ့်သိမ်းဆောက်ရှောက်ခြင်းခန္ဓာကိုယ်ရဲ့ကိုယ်ဆောင်နဲ့ဖုံးကံတက်ခြင်းနဲ့အတူနေ့ရက်တိုင်းမှာ ချိုမြကြည်လင်သောအပြုံးနှင့်အတူနေ့ရက်တိုင်းကိုအကုသို့ကင်းပြီးကုသို့တရားနှင့်ပွားများရပါစေသာလို့ဆုတောင်းရမှာပါအဲ့ဒါလဲ12ရက်စတိုက်လူသစ်ပါတယ်နံပါတ်3အနေနဲ့ကတော့မမှန်သေးပါတပေါလာရာသီမှာကကင်းချက်ချင်းလက်ငင်းအကျိုးထူးစေမဲ့အသီးအနှံထဲမှာ မမှန်သည်ပါပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်မှာတော့ဆေးမစိမ့်မဲ့တဘာဝအလျောက်တီးပြီးမှဲ့နေတဲ့မမှန်သည်ဆိုတာလေးတွေရှိတယ်အဲ့ဒီမမှန်သည်လေးကိုပြောင်းစင်းနေအောင်ဆေးပြီးတော့စတီးပကံပြားလေးနဲ့ကပ်ဖို့လိုအပ်ပါတယ်စတီးပကံပြားကိုတန့်စင်းစင်ကြယ်နေအောင်ဆေးရမယ်စတီးပကံပြားရဲ့ဖင်မှာ အိနာဦးစီးရဲ့မွေးတက်ကြယ်ပြီးအိမ်မှာရှိတဲ့အငယ်ဆုံးကလေးရဲ့မွေးတက်ကြယ်ကိုညီမချင်းချပြီးတော့ထားရမှာပါစတိပကံပြားရဲ့ဖင်မှာအိနာဦးစီးရဲ့မွေးတက်ကြယ်ညီမချင်းအငယ်ဆုံးကလေးရဲ့မွေးတက်ကြယ်ညီမချင်းထားပြီးတော့မမန်းသီးကိုအလုံးရည်အတွက်မတတ်မဖူးအဆင်ပြေသလိုထည့်လို့ရပါတယ်မမန်းသီးထည့်ပြီးသွားပြီဆိုရင်တော့ဒီဝါတပ်ပတိအာဒိသောရတ္တိမန်ဗန္တိဇန္တိမန်ဆိုတဲ့ဒီဝါတပ်ပတိဂါထာတော်မြတ်ကြီးကိုအကျင့်30ရွတ်ဖတ်တရဆက်ပြီးတိတ်တိတင်ပါပါဒီဝါတပ်ပတိနဲ့ဂါထာတော်မြတ်ကြီးကို အကျိန်30ရွတ်ဖတ်တရဲဆက်ပြီးတိတ်တိတ်တင်ထားတဲ့မမန်းသီးကိုအိမ်ရဲ့မြတ်စွာဘုရားရှင်ရဲ့လက်ရတော်ဘက်မှာ လူရန်ချင်းအဖြစ် ကိုယ့်ရဲ့စိတ်ကူးထားတဲ့အရာတွေကိုမမ်းမုတ်ကြံစီတွေးတောထားတဲ့အရာတွေကိုလိုချင်တက်မှတ်နေသောအရာတွေကိုအဖြစ်ချင်ဆုံးသောဆန္ဒတွေကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်။တပေါင်းလာမှာ၁၂ရက်တိမမှန်သည့်လူချင်းဟာကိုယ့်ဘဝရဲ့ထူးခြားတဲ့အကြောင်းတရားတွေကိုပိုင်ဆိုင်မှုအကျိုးပြုစေမဲ့ကက်ကင်းချက်ချင်းလက်ငင်းအကျိုးထူးစေမဲ့ရည်ရည် လူပဲပစ္စည်းတစ်ခုဖြစ်ပါတယ်။ထိုမမန်းသီးကိုပြန်စွန့်တဲ့အခါမှာမိသားစုဝင်တွေကအဆင်ပြေတဲ့သူတွေစားလို့ရပါတယ်။မမန်းသီးကိုပြန်လဲစားသုံးတဲ့သူကတော့နေ့စဉ်ဂုံတော်ကိုးပါးကာထာလေးကိုသုံးခေါက်လောက်ယူရင်အာနိသင်ကပိုးပြီးတော့ထူကြစေပါတယ်ခင်ဗျာ။နံပါတ်၄တစ်ခုအနေနဲ့ကတော့နွားနုလူပါမှာပါ။ နနက်7နာရီမထိုးခင်လူရမှာပါနွားနှုတ်ကိုတော့ပုံမှန်နွားနှုတ်ခွက်နဲ့လူလို့ရတယ်ဒါပေမဲ့နွားနှုတ်ခွက်ရအောင်မှာကွန်းရွက်ကလေးထားရမယ်ကွန်းရွက်ကအောင်မှာပကံများထားရမယ်ကွန်းရွက်ပေါ်မှာမိမိတို့ကို အပူပေးနေသောသူရဲ့နာမည်ကိုရေးရမှာပါ လူတစ်ခုပူမှုရတဲ့ဆက်ကလေးတဲ့ ကိုယ်ကိုအပူပေးတဲ့သူကအရှိကိုရှိတယ်ကိုယ်ကိုအပူပေးတဲ့အကျွေးရှင်ပဲဖြစ်ဖြစ်ကိုယ်ကိုအပူပေးတဲ့ရန်သူပဲဖြစ်ဖြစ်ကိုယ်ကိုအပူပေးတဲ့မိသားစုဝင်ပဲဖြစ်ဖြစ်ကိုယ်ကိုနေ့စဉ်အပူပေးနေပြီဆိုရင်သူ့ရဲ့နာမည်ကိုကိုယ့်ရဲ့ပုံမှာရေးအဲ့ဒီကိုယ့်ရဲ့ကိုယ်ပကံများပေါ်တင်အဲ့ဒီပုံမှာနွားနို့တစ်ခွက်တင်ပြီးတော့တန်ဖို့တွေကိုးကာယူပြီးနွားနို့ကိုမြတ်စွာဘုရားရှင်ဂေါရမမြတ်စွာဘုရားရှင်ရဲ့လက်ဝဲတော်ရံအရှိတ်ဘက်မှာကတ်လူမယ်ဆိုရင် တပေါင်းလအတွင်းမှာနွားနို့ကို၁၂ရက်တိတိကွန်းရွက်ခံပြီးကက်လူချင်းအကျိုးကြောင့်ကိုကိုအပူပေးတဲ့ရန်သူကနေကင်းဝေးစေရမှာပါတပေါင်းလအတွင်းမှာမဖြစ်မနေကက်လူတင့်တဲ့နောက်ထပ်ပစ္စည်းတစ်ခုကတော့တစ္ဆာပန်းပါတစ္ဆာပန်းကိုအဝါရောင်ပွင့်သောတစ္ဆာပန်းဆိုရင်တော့ အနိတင်ပို့ရှိပါတယ်ဖရာပန်းဥရီမှာတစ္ဆာပန်းမကြာခဏကတ်လူတာမျိုးသို့မဟုတ်တစ္ဆာပန်းဝယ်ထားပြီးဖန်ကွက်လေးနဲ့အတူတစ္ဆာပန်းတရက်ကိုနှစ်ခတ်သုံးခတ်ပုံမှန်နေ့စဉ်၁၂ရက်ကတ်လူတာမျိုးတွေပြုလုပ်လို့ရပါတယ်တစ္ဆာပန်းကတ်လူတဲ့ဖန်ကွက်ကလေးတဲကိုတော့ပြားရည်တစ်ဆက်ထည့်ပြီးတော့ကတ်လူပေးပါဒါဆိုရင် ကိုကိုမတူတော်တွေရဲ့ဒုက္ခပေးခြင်းအကုသို့ပေးမဲ့သူတွေရဲ့ဒုက္ခပေးခြင်း တောကပေးခြင်းရံကနေကင်းဝေးပြီးတပေါင်းလာအတွင်မှာအဆင်ပြေပါစေလိမ့်မယ်။တပေါင်းလာဟာမြမလူမျိုးတွေအတွက်အထင်ကရအလှဖြစ်ပြီးတပေါင်းဖျားပွဲတော်တွေရှိတယ်။ပင်းရမှာဆိုရင်လည်းဥမင်လိုင်ကူအတွင်မှာရှိတဲ့တောင်ဘက်ဥမင်လိုင်ကူအလဲဥမင်လိုင်ကူဆိုပြီးတော့အဲ့ဥမင်လိုင်ကူနှစ်ခုမှာထူးဆန်းတဲ့အာနိသင်ဓာတ်တွေရှိပါတယ်။ဒါကြောင့်ဖျားရှိခိုးဝတ်ပြုပြီးတဲ့အခါပင်းရမှာရှိတဲ့အလေဥမင်လိုင်ကူမှာရှိသော တကိုးကြီးစီရီတော်မြတ်တွေကိုလည်းအာယုံပြုတ်ပြီးကြတော့ပါတယ်တောင်ဘက် ဥမေလိုင်ကူမှာရှိတဲ့တကိုးကြီးစီရီတော်မြတ်တွေကိုလည်းအာယုံပြုပြီးကြတော့ပါတယ်။ထိုစီရီတော်မြတ်ကြီးတွေနဲ့အတူတပေါင်းလာတမြမပြည်မှာရှိကြကုန်သောဖရာအဆူဆူမှာပြုတဲ့အဲဒီ ဖရာအဆူဆူမှာရှိကြကုန်သောဖုံးရိပ်ကံရိပ်ကိုခိုလုံပြီးတပိတော်တပိတော်မတို့ဒီလဲတပေါင်းလာမှာစ၍နောင်လာမဲ့တပေါင်းလာတနစ်တာကာလအတွင်းအေဂျမ်မှုအဆုကိုအေကံအမှန်ရ၍ချမ်းသာဒုက္ခဖြင့်သာသနာပြုနိုင်ပြီးအပေတကားပိတ်၍နိဗ္ဗာန်လမ်းကိုဖော်ဆောင်နိုင်သောအရိယသူတော်စင်တွေဖြစ်ရပါစေတာလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါလေအဲ့လိုဆုတောင်းကြပါခင်ဗျာ ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သားသမီးတွေကတပေါင်းလအတွင်းမှာလူတင့်တော့အခုလိုပစ္စည်း၅မျိုးအကြောင်းကိုသိသွားပြီဆိုရင်ကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့အတိုင်းကိုအစဉ်ပြေမဲ့အရာတစ်ခုကို နေ့စဉ်ကောင်းမှုပြု၍၁၂ရက်အတိတ်ကုသိုလ်ထူးခြင်းဖြင့်အတူဘဝကြီးမှာအေဂျင်ချင်းအပြည့်ကိုခံစားရပါစေသာလို့ဆုတောင်းမြတ်တာပို့တာပေးပါရစေ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။